တခါတော့ကတောတောင်ကြားထဲမှာရွာလေးတစ်ရွာရှိပါတယ်ဒီရွာထဲမှာဆိုရင်လူငယ်လေး၃ယောက်ရှိပါတယ်သူတို့နာမည်ကတော့မောင်မြတ်မောင်ကျော်နဲ့မောင်နိုင်ဆိုတဲ့လူငယ်လေးဖြစ်ပါတယ်သူတို့၃ယောက်စလုံးဟာစိတ်တဘောထားကောင်းကြပြီးရိုးသားဖြူစင်ကြပေမဲ့မောင်မြတ်ကတော့တရိစံတွေကိုအထူးချစ်ခင်ပြီးဂျင်နာတက်တဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒီနေ့မှာတော့မောင်ကျော်နဲ့မောင်နိုင်ဟာတောထဲကနေရှောက်သွားရင်းနဲ့ခွေးမသုံးကောင်ကိုတွေးလိုက်ပါတယ်အဲ့ဒီခွေးကလေးတွေရဲ့မိခင်ကတော့မတွေးခဲ့ပါဘူးဒီခွေးသုံးကောင်ဟာအယံတနာဖို့ကောင်းတယ်မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ဒီလူငယ်၂ယောက်ကိုကြည့်နေပါတယ် ဒီကလေးနှစ်ယောက်ဟာခွေးကိုတနာစိတ်တွေနဲ့ဒီခွေးတွေကိုအင်ကိုယူပြန်ဖို့ဆုံးဖြတ်လိုက်တယ်မောင်ကျော်နဲ့မောင်နိုင်တို့ကခွေးကအင်ကိုယူပြန်ပြီးကဲရှောက်ရှောက်ကျွေးမွေးခဲ့ပါတယ်ဒီလိုနဲ့မောင်ကျော်မောင်နိုင်မောင်မြတ်တို့ဟာကြောင်းသွားရင်လေဒီခွေးသုံးကောင်ကိုအမဲပါသွားလေးရှိပါတယ်ဒါနဲ့မောင်မြတ်ကခွေးကလေးသုံးကောင်ကိုသူ့အင်ကိုခေါ်လာပြီးအမေလိုပဲဂယုတဆိုင်ကျွေးမွေးဆောင်ရှောက်ပါတယ်မောင်မြတ်ရဲ့ဂျင်နာမှုနဲ့ဂယုဆိုင်မှုအောက်မှာခွေးကလေးတွေဟာကျမ်းမာတန်ဆွမ်းပြီးချစ်စရာကောင်းတဲ့ခွေးကြီးတွေအဖြစ်ကြီးပြင်းလာကြတယ်သူတို့ဟာမောင်မြတ်ကိုတခင်ဖြစ်တစ္ဆာရှိစွာချစ်ခင်ကြပြီးတကောင်ကမာ လီတကောင်ကိုလီယာနောက်တကောင်ကိုမေတ္တာလို့နာမည်ပေးထားပါတယ်။တနေ့ညမှာတော့တခိုးသုံးယောက်ဟာမောင်မြတ်တို့ရဲ့ရွာကိုဖောက်ထွင်းဖို့ရောက်လာကြတဲ့တခိုးတွေဟာအခြားအိမ်တွေကိုစောင့်ကြည့်နေတဲ့ခွေးတွေကိုကြောက်လို့မဝင်ရဲကြပေမဲ့မောင်မြတ်အိမ်နားရောက်တော့ခွေးတွေဟာအစာကျွေးနေကြသူတို့ရဲ့တခင်ကိုကယ်ဖို့အတွက်ဒီခွေးဟာတခိုးတို့ကိုအတန်ကြီးကြီးနဲ့ဟောင်းနေပါတယ်။ သူတို့တခင်ကိုတိအောင်လို့ထက်ခါထက်ခါဟောင်းနေပါတယ်တခိုးနှစ်ယောက်ဟာကြောက်လန့်ကော်ဟစ်ပြီးထွက်မြေးသွားပါတယ်နောက်တစ်ယောက်ကဒီခွေးကိုမကြောက်ပဲသူ့မှာရှိနေတဲ့တနက်ကိုကင်ပြီးခွေးကိုပြစ်မလို့လောင်းနေတော့မှခွေးတွေရဲ့တခင်ကိုထွက်လာပြီးခွေးတွေကဟောင်းတန်တွေကြောင့်ရွာသားတွေနိုးထလာကြပြီးတခိုးတွေကိုဝိုင်းဝန်းဖမ်းဆီးလိုက်ကြပါတယ်ဗမောင်မြတ်ဟာမွေးစားခံရတဲ့ခွေးသုံးကောင်ရဲ့တစ္ဆာရှိမှုကြောင့်ရွာဟာအနည်းငယ်ကနေလွမြောက်ခဲ့ရပါတယ်အရင်ကခွေးကလေးတွေကိုပြစ်ထားဖို့ပြောခဲ့ကြတဲ့မောင်ကျော်နဲ့မောင်နိုင်တို့ဟာလည်းသူတို့ရဲ့အမားကိုနောင်တရပြီးမောင်မြတ်ရဲ့ကျင်နာမှုကြောင့်ဘလောက်တန်ဖို့ရှိတယ်အကူကြီး ရခဲ့တာလဲဆိုတာကိုသိရှိသွားကြပါတယ်ဒီအဖြစ်ပြက်နောက်ပိုင်းမှာမောင်မြတ်ဟာပိုပြီးကျင်းနာတတ်သူဖြစ်လာပါတယ်တိရစ္ဆာန်တွေကိုတာမကပဲခက်ခဲနေတဲ့လူတွေကိုပါကုညီဆောင်ရှောက်တဲ့စိတ်ထားကပိုပြီးခိုင်းမာလာတယ်မောင်မြတ်ရဲ့ဂယူဆိုင်မှုနဲ့မေတ္တာတရားကိုမြင်ရတဲ့ရွာသားတွေဟာလည်းတဖြည်းဖြည်းစိတ်ထားပြောင်းလဲလာပြီးတယောက်ကိုတယောက်ပိုပြီးကျင်းနာတတ်တဲ့လူအဖွဲ့အစည်းအဖြစ်ပြောင်းလဲလာပါတော့တယ်ခွေးကလေးတွေကိုမွေးစားခဲ့တဲ့မောင်မြတ်ရဲ့စိတ်ကောင်းဟာသူ့ဘဝကိုတာမကရွာတစ်ခုလုံးရဲ့ဘဝကိုပါပုံမလပအောင်ဖန်တီးပေးခဲ့တဲ့ပုံပြင်လေးဖြစ်ပါတယ်